1389ခုနှစ်စနေသားသမီးများအတွက်ရွှေညာမြေ channel မှတစ်ဆင့်ဧရင်လက္ခဏာကံပြာပညာသူတည်ဆရာကြီးဦးမြတ်ဆံမှဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာအောင်389ခုနှစ် နေသားသမီးများအတွက်ရွှေညာမြေ channel မှတစ်ဆင့်ဧရင်လက္ခဏာကံပြာပညာတုတေသဆရာကြီးဦးမြတ်ဆံမှဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာ။အောင်989ခုနှစ်မှာစနေသားသမီးများဟာအထွန်းကြိုပါကြောက်ပါတယ်။ထွန်းလင်းခြင်းတောက်ပါခြင်းဉာဏ်ပညာအတွေးခေါ်ကောင်းခြင်းကံဉဏ်ဝရိယလုံးဝလုံးတလောက်အကျိုးရှိခြင်းဖြစ်မဲ့နှစ်ပါခင်ဗျာ။ စနေသားသမီးများတော့စိုင်းကော်လို့ခြုံမော်ရောက်မယ်နေလို့ခေါ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့နင်းနေလုပ်ပြီးများများရမယ်နေလို့လည်းခေါ်ပါတယ်ခင်ဗျာနော်စနေဆိုတာဓာတ်တဘောရမီးတောက်တတ်လို့ခေါ်ပါတယ်ခင်ဗျာနော်ဓာတ်ကအမတ်တက်ဖြစ်တယ်မီးတောက်တတ်လို့လည်းခေါ်ပါတယ်ခင်ဗျာအကြောင်းမလို့အချက်လို့စိတ်တို့လို့ဒေါသကြီးလို့တော့မရပါဘူးနော်အချက်လို့စိတ်တို့လို့ဒေါသကြီးလို့ရှိရင် အပူနဲ့ကိုပြန်လောင်စီတတ်တဲ့နှစ်လို့ပြောလို့ရပါတယ်ခင်ဗျာเนาะအကြောင်းမလို့စနေသားသမီးများဟာတော့ဒီနေ့ကတော့ကံမလို့အံကြမယ်နှစ်ပါခင်ဗျာเนาะဟုတ်ပါတယ်1389ခုနှစ်မှာတော့စနေသားသမီးများဟာလန်ထန်းလာတာလူတိုင်းမြင်တယ်လို့ကံထန်းလာတာမမြင်နိုင်ဘူးဆိုတဲ့နှစ်ဒီနေ့ကတော့ကံထန်းလာမယ်နှစ်လို့လည်းခေါ်လို့ရပါတယ်ခင်ဗျာเนาะဒီနေ့ကတော့1389ခုနှစ်မှာ ကောသာအလိုရကံအကောင်းဆုံးကိုပြောပါဆိုရင်တော့စနေသားသမီးများပါခင်ဗျအဲ့တော့စနေသားသမီးများဟာအထွန်းကြုံပါရောက်တာဖြစ်တဲ့အတွက်အပေါက်ကိုရှောင်းတယ်အထွန်းကိုဆောင်းတယ်ဟုတ်ကဲ့စနေသားသမီးများဟာကံကောင်းခြင်းဖြစ်မဲ့နှစ်ပါပြခင်ဗျအဲ့တော့ဒီလိုနှစ်မျိုးကိုကြုံဖို့အတွက်ကိုးနှစ်တာကာလဆောင်းရပါတယ်ကိုးနှစ်မှာတစ်ချိန်ကံကောင်းခြင်းတွေဖြစ်စေတတ်ပါတယ်အကြောင်းမလို့မိတော့တာဖြစ်တာဖြစ်တဲ့အတွက်တစ်ချက်လို့စိတ်တို့ချင်းသောတာဖြစ်ခြင်းတွေတော့မလုံနဲ့ပေါ့ဗျာ အဲ့ဒါကြောင့်မလို့ကံနေကောင်းပြီးရောအချက်လို့စိတ်တို့လို့ဒေါသကြီးရင်လေးတင်ချင်တဲ့ကဘာတသိန်းကိုပါရမီဖြစ်ခဲ့တဲ့ညစွာဘုရားဝေဒန်နေရာဘဝမှာကနာနဲ့ဇာလီကိုရိုက်ပုတ်တဲ့အခါမှာတန်လျက်ကိုတစ်ချက်တည်းကောက်ကင်တာဖြစ်တဲ့အတွက်နောက်တဲ့ဘဝပေါင်းများစွာအတွက်ပါရမီထပ်ပြရတကယ်သူတစ်ချက်ကလေးမှားပြီဆိုတာနဲ့နောက်တဲ့ဘဝပေါင်းများစွာအတွက်တန်နေရာတွေရှိတတ်ပါတယ်ဒါကြောင့်မလို့ စနေတွေဟာတစ်ချက်လို့စိတ်တူတတ်တဲ့သဘောဒေါသကြီးတဲ့သဘောကိုရှိပါတယ်မီးတောင်မီးတောက်တတ်ဖြစ်တဲ့အတွက်ဝုံးစုံတောက်တတ်တဲ့အကျင့်ကိုတော့ပြင်စေချင်ပါတယ်ခင်ဗျာနော်နောက်စနေနံပါတဲ့လူတွေစနေနံသားသမီးများတွေစနေနေ့ဘွားတွေဒီနေ့ကတော့ကံကောင်းမဲ့နေ့နော်လုံသမ ्या အကျန်စီတွေအောင်မြင်မယ်အတွေးခေါ်တွေအောင်မြင်တယ်ဖိတ်ကူးနဲ့ပုံပေါ်ထားတာဒီအကောင့်ထဲပုံမဲ့နှစ်လို့လည်းပြောလို့ရပါတယ်ခင်ဗျနော်အထုံနဲ့အထင်းနဲ့လည်းရမယ်နှစ်ပါခင်ဗျ ဟောအမွေနှစ်တွေရမယ်နှစ်ပါခင်ဗျဟောဖိုင်ကော်လို့ချုံမော်ရောက်နေနေဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာအတွင်းရန်လို့ခေါ်တယ်ဓမာလို့ခေါ်တယ်အတွင်းရန်ကကြာတာပြည်ဟာအဓိပတိအိမ်မှာဖြစ်တာဖြစ်တဲ့အတွက်ရန်သူကလည်းအင်အားကြီးပါတယ်ခင်ဗျတိုက်ခဲ့ရမယ်ဟာကြလဲလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေအထုတတိကြပါနည်းနည်းလေးမှပါလို့မရပါဘူးခင်ဗျစနေသားသမီးများဟာကံကောင်းတယ်ဆိုပြီးတော့ ကျိုးရမ်းမော်လမ်းလျှောက်တာမြေးလျှောက်လို့မရတကယ်သူပါပဲခင်ဗျာနော်အကြောင်းမလို့စနေရဲ့မိတ်ကြူဖြစ်တဲ့ဓာန်လာလို့ခေါ်တဲ့အတွင်းမိတ်ကလည်းတင်ရတာဖြစ်တဲ့အတွက်တကယ်ဖြစ်ပြီဆိုရင်ပေမိတ်ဆွေမှအကူအညီလို့မရပါဘူးခင်ဗျာနော်ဒါကြောင့်မလို့စနေသားသမီးများ1389ခုနှစ်မှာရန်ကျူကအဓိပတိဖြစ်တယ်လို့အမြင့်ကျူကတော့ယာသအိမ်မှာရှိတာဖြစ်တဲ့အတွက်နောက်ကကျောတော်နောက်ခံကောင်းကောင်းနဲ့အလုံးလုံးမယ်ဆိုရင်ဘဝမှာကံကောင်းခြင်းတွေ ဖြစ်စေတတ်တဲ့မြစ်လို့လည်းပြောလို့ရပါတယ်ခင်ဗျ။အကြောင်းမလို့စနေသားသမီးများကတော့ကိုယ်စိတ်ကိုနိုင်နိုင်နင်းနင်းနဲ့ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်လုပ်မယ်ဆိုရင် အောင်မြင်စေတတ်တဲ့မြစ်ပါခင်ဗျ။နော်။အတွင်းရန်ဖြစ်တဲ့နော်မိသားစုနဲ့ပတ်သက်တာတွေဟလာကိုယ့်ဘက်ကတန်းနေသလောက်အချော်ပေးတာလေးတွေလုပ်ပေးပါခင်ဗျ။မဟုတ်ဘဲနဲ့တင်းမယ်ဆိုရင်တစ်ဖက်က အတွင်းရန်ဖြစ်တဲ့ကြာတာပရိယာလေအဓိပ္ပာယ်မှာဖြစ်တဲ့အတွက် နင်းပါတော့ငါပါတော့ဆိုရင်အိမ်တော်ကြီးတွေကြွဲတာမျိုးအိမ်နွေးကြီးတွေပြဿနာတက်တာမျိုးမိသားစုအပူတော့ကတွေဖြစ်တာမျိုးတွေကျုံစီတတ်တဲ့နှစ်ပါခင်ဗျာနော်အကြောင်မလို့အမြင့်ကျူယာသအိမ်မှာဖြစ်တဲ့အတွက်လုံတိုင်းလည်းဖြစ်မဲ့နှစ်ပါခင်ဗျာကိုယ်လုံးတော်လည်းအချိုးရှိမဲ့နှစ်ပါခင်ဗျာနော်အကြောင်မလို့ဒီနှစ်ကတော့နည်းနည်းပဲလုံညာများအချိုးခံစားရမယ်နော်လက်အောင်ငယ်သားတွေကလည်းကိုယ်ပေါ်မှာဂယူးဆိုင်မယ်ကံကောင်းခြင်းတွေဖြစ်စေတတ်တယ်သောပါတော်ညာလေအနိကရန်လူတော့ အထူးအထူးတတိထားပါခင်ဗျာနော်ကိုယ့်ရဲ့မိကျူကလည်းအန်ဆောင်တဲ့မိကျူအန်ဆောင်တဲ့အပေါင်းအသင်းပဲတွေးစီတတ်ပါလေခင်ဗျာဘာဖြစ်လဲဆိုတော့ကျတော့ကိုယ့်ရဲ့အတွင်းမိကသိနေတာဖြစ်တဲ့အတွက်တကယ်မှန်ကန်တဲ့မိဆွေအပေါင်းအသင်းအမတန်မှရှာတတ်ပါလေခင်ဗျာပေးနိုင်ကျွေးနိုင်ရင်တော့ကောင်းပါလေမပေးနိုင်မကျွေးနိုင်ဘူးဆိုရင်တော့ကိုယ့်ပေါ်မှာတကယ်ကောင်းတဲ့မိဆွေစစ်မိဆွေမအင်မတန်ရှာတဲ့နှစ်ပါခင်ဗျာ အကြောင်းမလို့1389ခုနှစ်မှာတော့ဝါသနာပါသည်ဖြစ်စီအပါသည်ဖြစ်စီထီကံလေးတွေဆန်းပေးပါအဲ့လိုထီကံဆန်းတဲ့အခါမှာလဲကို့အတွက်ကိုအထူးအကျိုးပေးတဲ့ကဏ္ဍတွေကတော့36 3ည3တို့6တို့3ညတို့အဲ့ဒီကဏ္ဍတွေများများပါတာကံဆန်းပေးပါခင်ဗျာနော်ခြေစူးကြီးတွေလည်းပေါက်စီတတ်ပါတယ်ခင်ဗျာမမျော်လင့်ထားသောအမွေနှစ်တွေလည်းရစီတတ်ပါတယ်အဲကြောင့်မလို့1389ခုနှစ်မှာတော့ စနေရကံကောင်းဆုံးနေလို့ပြောလို့ရတဲ့ဖြစ်ပါခင်ဗျာနော်အဲ့လိုကံကောင်းမှုအတွက်ကိုနှစ်တာကာလဆောင်ကြည့်ရပါတယ်အကြောင်းမလို့1389ခုနှစ်မှာအရင်ကောင်းတွေကြားရပါမယ်ခင်ဗျာခရီးဝဲမှာရောက်ရှိနေတဲ့ရှင်ညိုမွေးချင်းများလဲပြန်လာတတ်ပါတယ်ခင်ဗျာကံကောင်းခြင်းဖြစ်မဲ့နှစ်ပါဖြင့်1389ခုနှစ်မှာတော့စနေသားသမီးများ ကောင်းတဲ့ကောင်းစေခြင်းနဲ့ဆိုရင်နေအိမ်ဖျားမှာအုံစုံလေးတွေကပ်ပြီးပါ နော်အုံစုံအုံသေးစိတ်ကလေးနဲ့ဆွတ်တော့ကပ်ပြီးပါခင်ဗျဟုတ်ကဲ့တောက်ကြံနဲ့မြောက်ရက်ကနေပြီးတော့လေရေလူပေးပါခင်ဗျနော်တောက်ကြံနဲ့မြောက်ရက်ကလည်းရေလူပေးပါခင်ဗျဟုတ်ကဲ့နောက်တီလာရှင်မြောက်ကိုစွန့်စားသိမ်းလောက်ပေးပါနောက်ဖုံးတော်ကြီးမြောက်ကိုထီးတို့ဖနတ်တို့ဒါလေးတွေလူတန်းပေးပါခင်ဗျနော်နောက်နာရန်ရှိကျမ်းမာရေးပြနေတဲ့ပုံကောင်များရှိလို့ရှိရင်လေဆေးလူပေးခြင်းနဲ့ ကိုအတွက်ကိုထာဝရအနေနဲ့ကောင်းကြည့်တတ်ပါတယ်ခင်ဗျာအကြောင်းမလို့1389ခုနှစ်မှာစနေသားသမီးများဟာအထူးကံကောင်းကံတက်မဲ့နှစ်ဖြစ်တာဖြစ်တဲ့အတွက်ကံစာတာတွေထားပြီးတော့ကံမလို့ဟန်ကြမဲ့နှစ်တည်းလို့ဣရင်လက္ခဏာပညာတုတ္တသည်ဆရာဦးမြတ်ဆန်ကတော့မှတ်ချက်ပြုခြင်းပါတယ်ခင်ဗျာအကြောင်းမလို့1389ခုနှစ်မှာရွှေညာမြေ channel အားစောင့်မျှော်ကြည့်ရှုနေကြတဲ့ ကိုနေတာတမီအလုံးအေးဗျာတွေဝေးกว่าပြီးလိုရာဆန္ဒတွေပြေပါပါသေးကြောင်းဣဒင်လက္ခဏာဂံမီယပညာသူတေသည်ဆရာကြီးဥမျက်ဆံမှစုမုံကောင်းတောင်းအပ်ပါれခမညာ